အလုံးရေမင်္ဂလာပါရှင်။ဒီမှာဘောတော့ဒီနေ့ဗီဒီယိုလေးမှာတော့မာနားထောင်ရှင်နဲ့ပတ်သက်ပြီးရှင်းလင်းသွားမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်မကကျွန်မရဲ့အတွေ့အကြုံကျွန်မရဲ့ကိုယ်ပိုင် experience ကိုအခြေခံပြီးတော့ရှင်းလင်းပြသွားမှာဖြစ်ပါတယ်။ဒီမှာတော့ဘောတော့အဲ့လိုတခါဒီနေ့မှာကြာရင်အကုန်လုံးဖြစ်ဖို့ကြမှာပါ။ကျွန်မတို့နားထောင်နေရင်းနဲ့ ဘာမှမသိလိုက်ဘူး။နားရထောင်နေတာပဲ။ဘာမှမကြားလိုက်ဘူး။အဲ့လိုမျိုးနဲ့ဖြစ်တဲ့ကြမှာလို့ဒီမှာထင်နေပေါ့နော်။ပြီးရင်တစ်ဖက်မှာလည်းဒီမှာကပေါ့နော်။ကိုယ့်ရဲ့အသိကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့အမှန်တရားလို့လက်ခံထားပြီးတော့တရားလူရဲ့စကားကိုနားမဝင်တာတရားလူရဲ့အမှန်တရားတွေကိုနားမထောင်နိုင်တာလည်းကျမတို့အများကြီးဖြစ်ခုကြနိုင်လို့ကျမထင်ပါတယ်။ ဥပမာပေါ့နော်ကျမတို့ကငငယ်တုန်းကဆိုရင်ကျမတို့အဲ့လိုကိုယ်တွေးရှင်ရတဲ့ခြောက်တွေးနေကြတယ်ပြီးရဆာမစာသင်နေတဲ့နားလေတဲ့ဟန်မူရလောက်ပြနေပေါ့နော်ဒါပေမဲ့ဆာမစာသင်တာကိုနားလေလားဆိုရင်နားမလေလိုက်ဘူးဘာလို့လဲဆိုတော့ကျမတို့ကငေးသေးတဲ့ခါကျတော့ကျမတို့အဲ့လိုအယုံဆူဆဲဝင်ခဲ့တယ်ပြီးရစာကိုလေးတေချာစိတ်ဝင်စားတဲ့အခါမှာကျမတို့ကစာကိုစိတ်မြုပ်တွေတွင်နဲ့ အယုံလွေးတွေပေါ့နော်ပြီးရင်ကျမတို့တွေးနေတဲ့အရာပေါ်မှာကျမတို့စိတ်ရောက်ရတဲ့အခါကျတော့ဒီဘက်ကဆံမပြောတာကိုကျမတို့နားမလဲပြီးရင်အယုံမဆောင်နိုင်ဘူးမကြားလိုက်တာမျိုးလေးဖြစ်ကောင်းဖြစ်တဲ့တွေပေါ့နော်အဲ ကျမတို့အကုန်လုံးကဖြစ်ကြကြမှာပေါ့နော်အဲ့လိုငွေငွေတန်းကဆိုရင်ဆရာမတွေစာသင်နေရင်ကျောင်းစီရင်ဘာလုပ်မယ်ပြီးဘာမှုစားမယ်တငွေချင်းနဲ့ဘာစကားပြောမိကစာကျမတို့ကတွေးထားလေးရှိရဲ့ပူရယ်ဆိုတော့လေအဲပူရယ်ဆိုတော့ဆရာမကစာသင်နေတဲ့ခါမှာကျမတို့က86ကိုရောမျောပါတော့တယ်ဆရာမကိုအာယုံရောက်တော့ဘူးအဲ့လိုပဲကျမတို့ကကိုရေးစကူထဲမှာခုခုရှိနေမှာဆိုရင်အပြင်ကလာပြောတဲ့သူရေးစကားတွေကိုနားမထောင်နိုင်တာ လေဖြစ်ဖြစ်တဲ့ဒီပေါ်တော့ပြီးရင်နားတော့ထောင်လိုက်တယ်နားမနေလိုက်ဘူးသူပါပြောနေနားမနေလိုက်ဘူးအဲ့လိုလေဖြစ်တဲ့ကြတယ်ပေါ့နော်အဲ့ဒီခါမှာကျမတို့ကနှစ်ဦးနှစ်ဖက်အရှင်ကုန်လေပေါ့နော်ကိုမလည်းအရှင်ကုန်လေသူမလည်းအရှင်ကုန်လေအဲ့လိုမျိုးလေးဖြစ်တဲ့လေကျမကပေါ့နော်စာလေးသင်ဖူးတယ်ပြီးရင်အဲ့လိုကျမ အဖွေအစီနဲ့အတူတူအလုပ်လုပ်ဖို့တည်းသူတို့ဆိုတော့ကျမတို့ကအဖွေအစီမှရှိတယ်အဲအလုပ်ဂျူနီယာလေးတွေကိုထက်ငယ်တဲ့သူတွေကိုကျမတို့ကအဲ့လိုသင်တန်းတွေပေးရလေးရှိတယ်ပေါ့နော်အဲ့လိုစာပြတဲ့အလုပ်သင်တန်းတွေပေးရလေးလို့ဆိုတာကကျမတို့က အဲလူတွေကို message ပေးတယ်ပေါ့နော်ပြီးရင်အဲလိုသင်ယူနေတဲ့သူအပေါ်မှာကျမတို့လွှမ်းမိုးရတယ်ပြီးရင်သင်ယူနေတဲ့သူကိုယ်တိုင်ကလည်းကျမတို့စကားကိုကျမတို့ရေပြောနေတဲ့အကြောင်းအရာအရာပေါ်မှာကျမတို့နားလေလက်ခံလာအောင်သင်ယူတဲ့စကားလုံးအသုံးလုံးတွေလည်းကျမတို့ဖုန်းပေးရတယ်ပေါ့နော်အဲ့ဒီနေရာမှာကျမကဘာ thought တွေလေးဆိုတော့ပေါ့နော်အဲ့လို serious မဖြစ်တဲ့ top fish တွေကြတော့အရင်အရေးမကြီးဘူးပေါ့နော်အဲအဲ့လိုဘယ်လိုပြောမလဲအဲ့လိုသူ့ဖက်ကိုဖက်သူ့အမည်ကိုအမည်မျှပြီးတော့အဲ့လိုသိမ်းလိုက်လို့ရတဲ့အခြေအနေရှိသလိုဟောဒါလေးကျရင်ကျွန်တော်တို့ကအကုန်လုံးကမှန်နေပေါ့နော်အကုန်လုံးကမှန်နေဒါပေမဲ့ဟာဒီလေးကျရင်မှားတယ်ရှိသေးပေါ့နော်အမှန်တရားတစ်ခုပဲရှိတဲ့အခြေအနေမှာဆိုရင်ကျွန်တော်တို့ကသူ့လိုဟိုချင်းပြရတဲ့ အဲကန်ဓာလေးတွေလုံလုံရတယ်ပေါ့နော် သူတို့လက်ခင်လက်ခင်လာအောင်အဲလိုရှင်းပြရတဲ့ကန်ဓာတွေရှိတယ်အဲလို့ဆိုတော့အမေမားတွေတယောက်ကိုလက်မပေါ်ပါရောက်အောင်မရှိပြဘာကျမတို့တောင်းလို့ပေါ့နော်ပြီးရင်ကျမတို့ကိုယ်တိုင်ကလည်းအဲ့လိုလက်မှန်ရောက်အောင်အဲ့လိုအတွေးအမြင်အမှားတွေနဲ့မနေရအောင်ဆိုပြီးတော့ကလေးတွေကို သတိဆုံးရတယ်လမ်းညွှန်ပေးတဲ့အလုပ်ကကျတော့ကျမလေးရဲဝါဒနာပါတယ်ဒီလိုတို့ပုံပေါ်တော့အဲ့ဒါကြောင့်မို့လို့ကျမတို့ကဒါဟာတင်ကြိုက်ရင်သူတို့ရဲ့အတွေးလေးတွေကိုဖေးထုတ်ပြီးတော့အဲဒါအမှန်တရားပေါ့နော်ဒီလိုရှက်တွေချောင်းတာကမှန်တရားဖြစ်တယ်ဒီလိုချစ်တွေရောဒါရောမှန်တရားဖြစ်တယ်ဆိုတော့ကျမတို့ကတိုင်တိုင်ဆုံးချင်ပြရတယ်ပေါ့နော်အဲ့ဒီခါမှာကျမတို့ကသူတို့လက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေကျမတို့ကတိုင်တိုင်ဆုံးအကောင်းဆုံးအလို့အဲ အလိုပဲလက်ခံတိဖြစ်စီပေါ့နော်သူတို့စီကို message တခုခုအလိုလုံလောက်တဲ့ message တခုခုရပါရင်လေဒီမှာတော့အဆင်ပြေတဲ့အနေထားမှာရှိကြလို့တမဲတကြရေပေါ့နော်အဲဒီနေရာမှာကျွန်မပြောရှင်တာပေါ့နော်ကျွန်မကအလိုစီကြောတဲ့ရွေတွေဒီအလိုဘယ်လိုပြောလဲအလိုအရာရာကိုအဖြေရှာနေတဲ့ရွေတွေပေါ့နော်အဲပြီးရင်အလို အရင်လူကြီးတွေဆုံးဖြတ်ချက်ပေါ်မှာသူတို့ကလက်မခံနိုင်သေးတဲ့အခြေအနေရှိတဲ့အဲကလေးတွေနဲ့အရင်ရင်းနှီးဆက်ဆံလာရတော့ကျမတို့ကသူတို့လေးတွေကိုအာရှင်းပြတယ်အဲ့လိုလက်ညွန့်ပေးတဲ့အခါမှာကျမကဘာသောတွေ့လေဆိုတော့သူတို့တွေကပြီးတော့မေခုမေးတယ်ဒါပေမဲ့တစ်ခါတည်းကျရင် သူတို့မသိရှင်းဘူးအဲ့ဒါကအရင်အရေးကြီးတဲ့ big problem ပေါ့နော်ပြီးရင်တစ်ခါတည်းကျရင်သူတို့တွေက အမှန်တရားတော့သိရှိနေအဲ့လိုဘာကိုလက်ခံရမှာလဲပေါ့နော်ဘာအမှန်တရားလဲဆိုပြီးတော့အမှန်တရားတော့သိရှိနေဒါပေမဲ့သူတို့ကအဲ့ဒီအမှန်တရားကိုလက်ခံဘူးဘာလို့ဆိုတော့သူတို့မှသူတို့ရဲ့အဲ့လိုအမှန်ပေါ့နော်အမှန်တရားဒါကငါတို့ရဲ့အမှန်တရားဆိုပြီးတော့လက်ကင်ထားတဲ့အဆွေးဝါဒလိုအရင်ကြီးမကြီးပေမဲ့လက်ကင်ထားတဲ့အယူလေးတွေကနေနေရှိသေးတယ်ပေါ့နော်ဒီမှာတော့ပေါ့နော်လူကြီးတွေလည်းပြောကြတယ် သင်ယူနေစေတို့တွေမှာကလေးလေးတရားကိုသင်ယူပါဘောနော်ကိုတိကိုတက်ကိုကျွမ်းတဲ့အခါနဲ့မသင်ယူပါနဲ့ဆိုပြီးတော့ကျမတို့အဲ့လိုလူချင်းတွေပြောတာကြားဖို့ရတယ်ဘောနော်ပြီးရင်အဲ့လို သင်ယူနေစီတို့တွေ့မှာအယူတရားလို့သင်ယူပါဟိုဟာလေးထည့်ဒီဟာလေးထည့်သင်ယူပါဘောနော်ပြီးမှကိုမလို့အတားပဲပြည့်ဒီဟိုဟာပေါင်းဆက်ဒီဟာပေါင်းဆက်အကောင့်စုကိုတည်ဆောက်ပါဆိုပြီးတော့ကျမတို့ကြာဘူးနော်ဟာချစ်ကြမှာပါဘောနော်လူကြီးရဲ့စကားအတိုင်းဆိုရင်ဘောနော်အဲ့ဒါကြောင့်လို့ဘောနော်ကျမကခလေးတွေကို ဘလုံးပါပြောချင်နေဆိုတော့ကျမတို့ကအဲလိုလူကြီးတွေပြောပြီးအဲပေါ်တော့ကတခုခုမေးပြီးပေါ့နော်မေးခွန်းမေးပြီးဆွေးနွေးရှင်ပြီးဆိုရင်ကျမတို့ကရေကိုဖွင့်တာပေါ့နော်ရေကိုဖွင့်တာစိတ်ကိုရှင်းတာသူပြောတဲ့အပေါ်မှာပဲကျမတို့အာယုစိုက်ပြီးတော့နာထောင်ပေါ့နော်နာထောင်ရဲ့ခါမှာလေအဲအဲလိုချက်ချင်းအဲဦးနှုတ်ဦးနှုတ်ထဲမှာ အမအမအမ analyze လုပ်နေတာမျိုးမဟုတ်ပင်နဲ့သူပြောတဲ့ဘာကိုပြောရှင်လေဆိုတော့ key message ကိုရအောင် catch လုပ်ပြီးတော့အမအမ quick chat တက်ပါစေပေါ့နော်အဓိကတစ်ချက်ကတော့ကျမတို့စီပြောပြီးနားထောင်ပါရင်ကိုဖွင့်ပြီးနားထောင်ပါခုမှရှိတဲ့အယူပေါ့နော်အယူအသိနားထောင်နေစဉ်ကျွတ်တွမှာ အာဒါကြတော့ဒါလာမသိဘူးဒါကြတော့ဒါလာမသိဘူးဆိုပြီးတော့မြင်းမြင်းဆက်ဆက်လှုပ်တဲ့လိုရတင်လှုပ်ပါနဲ့နားထောင်နေစဉ်ပြွတ်ပြွတ်မှာအဲ့ဒီစကလုံးတွေကိုပဲလိုက်မျောပါစီမျောပါပြီးရင်သူဗမက်စီပြီးရှင်နဲ့သူရဲ့ကိမက်စီကပါလေဆိုပြီးတော့ရှားပွေတက်အောင်လုပ်ယူပါပေါ့နော်အဲ့မှာပဲကျမတို့ကအာအစ်စ်အစ်စ်တင်ယူတဲ့အခါမှာအစ်စ်အစ်စ် မဟုတ်တူတာရယ်အစ်စ်အစ်အတွေ့အကြုံတွေရလာပြီးတော့ကိုမှရှိနေတဲ့အစ်စ်ကိုမှရှိနေတဲ့အတွေ့အကြုံတွေကိုဖတ်လေရင်ဖတ်လေရင်လည်းအကောက်ဆုံးဆိုတဲ့ဒီချီအကောက်ဆုံးဆိုတဲ့အတွေ့အကြုံတွေကိုကျမတို့ရလာမှာဖြစ်ပါတယ်တ िश ူပေးကြတဲ့ဒုရယာရှင်စီတိုင်းကိုကျေးဇူးများတင်ပါတယ်ကျမရဲ့ငါထောင်ရှင်ဆိုတဲ့တက်ကလေးပေါ်တော့အန္တနာပတ်သက်ပြီးတော့တပေါ်မကြတာ ဟောကြားရရှိရင်လည်းပြောပြခဲ့လို့ရပါတယ်ရှင်ပေးတဲ့အတွက်ယေရှုတင်ပါတယ်ရှင်